ယူကရိန်းကသူ့ရဲ့ F16 တိုက်လေယာဉ်တွေကိုစွန့်စားရမယ့်လှုပ်ဆောင်ချက်တစ်ခုမှာအသုံးပြုလိုက်ပါပြီ။လာပေါင်းများစွာအမေရိကန်ထုတ်ဒီလေယာဉ်တွေကိုကာကွယ်ရေးအတွက်ပဲအဓိကသုံးခဲ့ပေမဲ့အခုအခါမှာတော့တိကျတဲ့တိုက်ခိုက်မှုတွေအတွက်ပြောင်းလဲအသုံးပြုနေပါပြီ။မကြသေးခင်ကရှေ့တန်းစစ်မြေပြင်က F16 လေယာဉ်မှုတစ်ခုကဒီတိုက်ခိုက်မှုတွေဘယ်လိုလှုပ်ဆောင်နေလဲ။ဘာကြောင့်ရုရှားတွေစိုးရိမ်နေရတယ်ဆိုတာကိုဖွင့်ဟပြောပြခဲ့ပါတယ်။အသေးစိတ်အချက်အလက်တွေကမရှိပေမဲ့ပြောချင်တဲ့အတိတ်ပဲကတော့ရှင်းနေပါတယ်။ ယူကရိန်းရဲ့လေတပ်စွမ်းရည်အဆင့်မြင့်တက်လာပါပြီ။မတ်လ28ရက်နေ့က KF Post သတင်းစာက Ukraine F16 လေယာဉ်မှုနဲ့ပထမဆုံးအကြိမ်နိုင်ငံတော်အဆင့်တွဲဆုံမေးမြန်းခန်းတစ်ခုကိုဖော်ပြခဲ့ပါတယ်။ညနာကိုဖုံးအုပ်ထားပြီးအတန်ကိုပါဟွက်ထားတဲ့ဒီလေယာဉ်မှုဟာ American ထုတ်တိုက်လေယာဉ်တွေနဲ့လှုပ်ဆောင်နေတဲ့ရဲရင်တိုက်ခိုက်မှုတွေအကြောင်းအသေးစိတ်ပြောပြခဲ့ပါတယ်။လေယာဉ်မှုက Ukraine ဟာအခု F16 တွေကိုအဓိကတိုက်ခိုက်ရေးလုပ်ငန်းနှစ်မျိုးအတွက်သုံးနေတယ်လို့အတည်ပြုပြောပါတယ်။ နေ့တိုင်းတိုက်ခိုက်ရေးမစ်ရှင်တွေလှုပ်ဆောင်နေပြီးအခြားလေယာဉ်မှုတွေနဲ့အတူပြန်တမ်းမှုတွေပြုလုပ်နေတယ်လို့ဆိုပါရတယ်။တိုက်ခိုက်မှုတွေရဲ့အသေးစိတ်အချက်တွေကိုတော့လေယာဉ်မှုကသိမပြောပါဘူး။ဒါကအံ့ဩစရာမရှိပါဘူး။ယူကရိန်းကသူတို့လုပ်နေတဲ့အရာတွေကိုအတိအကျပြောပြရင်ရုရှားကကာဝယ်ဖို့အချက်အလက်ရသွားမှာဆိုလိုပါ။ဒါပေမဲ့လေယာဉ်မှုကပြောပြခဲ့တဲ့အရေးကြီးတဲ့အချက်တစ်ခုကပူတင်ကယူကရိန်းမှာမရှိစေချင်တဲ့အရာတစ်ခုယူကရိန်းမှာရှိနေပြီဆိုတာပါပဲ။ ဒါကတော့ရုရှားရဲ့ပြစ်မှတ်တွေအကြောင်းကျယ်ပြန့်တဲ့ထောင်လိုင်းအချက်လက်တွေရှိနေပြီဆိုတဲ့အချက်ပါပဲ။ Ukraine F16 လေယာဉ်မှုကကျွန်တော်တို့ဟာပြစ်မှတ်တွေကိုအလိုလျောက်သိထားတယ်။မီဒီယာတွေပြောသလိုထောင်လိုင်းရဲ့အချက်လက်မရတာမဟုတ်ဘူးလို့ပြောပါတယ်။ဒီစကားက Mashla အစောပိုင်းက American သမ္မတ Donald Trump က Ukraine သမ္မတ Zelensky ကိုအပြစ်ခတ်ရစေးရင်ညှိနှိုင်းမှုတွေတွန်းအားပေးဖို့ယာယီချုပ်ထားခဲ့တဲ့စစ်ရေးထောင်လိုင်းရဲ့အချက်လက်မျှဝေမှုရဆိုင်ကနေတတ်ဆိုင်နေပါတယ်။ ။ဒါပေမဲ့အခုချိန်မှာတော့အချက်လက်တွေစီးသင့်မှုမှာ ပြဿနာမရှိတော့ဘူးလို့လေးရင်မှုကဆိုပါတယ်။ကျွန်တော်တို့ရဲ့ထောက်လန်းရေးတပ်ဖွဲ့တွေကအရန်လှည့်မြန်သွားလိုင်ယောညီတွေဖြစ်အောင်လုပ်နိုင်တယ်။နောက်ဆုံးရအချက်လက်တွေလည်းရနိုင်တယ်လို့သူကဖြည့်ဆွတ်ပြောပါတယ်။လေးရင်မှုရဲ့ပြပြချက်အရ app system တွေရဲ့တိုက်ခိုက်မှုတွေမှာဒီထောက်လန်းရေးအချက်လက်တွေကအရန်အထောက်အကူဖြစ်နေပါတယ်။ကျွန်တော်တို့ပြစ်လွတ်လိုက်တဲ့ဒုံးကျည်80ရာခိုင်နှုန်းကျော်ကပြစ်မှတ်ကိုတိကျသွားထိမှန်ပြီးရုရှားရဲ့ Shahid drone တွေ ပင်လယ်လေကြီးကနေပစ်လိုက်တဲ့ cruise missile တွေကိုဖျက်ဆီးနိုင်တယ်လို့သူကဆိုပါတယ်။ဒီအချက်တွေကနေ Ukraine F system တွေရဲ့ပစ်မှတ်တွေကဘာတွေဖြစ်မလဲဆိုတာအနည်းငယ်မှန်းဆနိုင်ပါတယ်။ Russia ရဲ့ drone နဲ့ cruise missile drone တွေကိုအဓိကပစ်ခတ်နေတယ်ဆိုတဲ့အချက်က Ukraine ရဲ့ F system တွေဟာ Russia ရဲ့လေကြောင်းချိမ့်ချောက်မှုတွေကိုကာဝယ်ဖို့အပြင်တိုက်ခိုက်ရေးမရှင်တွေမှာပါထိထိရောက်ရောက်ပါဝင်နေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ရုရှားရဲ့ Shahed drone တွေဟာအထူးအရေးကြီးတဲ့ပစ်မှတ်တွေဖြစ်ပါတယ်။ 2024ခုနှစ်စက်တင်ဘာလမှာယူကရိန်းကပြောတာက2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့ပူတင်ရဲ့ကျူးကျော်စစ်စတင်ကလေးကရုရှားဟာဒီဒရုန်းတွေကို1060လောက်ယူကရိန်းတပ်နေရာတွေစီပစ်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။အီရန်မှာထုတ်လုပ်တဲ့ဒီဒရုန်းတွေဟာယူကရိန်းအတွက်ပိုပိုပြီးစိုးရိမ်စရာကောင်းလာနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာ KF Independent သတင်းစာကရုရှားဟာဒီဒရုန်းတွေကိုပိုမိုအားကောင်းတဲ့တိုက်ခိုက်ရေးအင်အားဖြစ်အောင်ပြုပြင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် Shahed 136 drone ဟာအခုဆိုရင်ရုရှားရဲ့အဓိကတိုက်ခိုက်ရေး drone ဖြစ်လာပြီးစစ်ဘုံအလေးချိန်130ပေါင်ကနေ198ပေါင်အထိတိုးမြင့်ထားပါတယ်။ဒါကရုရှားဟာဒီ drone တွေရဲ့ဖြတ်စွမ်းအားကိုနှစ်ဆနီးပါးတိုးတည်တဲ့နည်းလမ်းကိုတွေ့သွားပြီလို့ဆိုလိုပါတယ်။ဒါပေမဲ့အလေးချိန်များလာတဲ့အတွက်ဒီ drone တွေရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးလည်းကျဆင်းသွားပါတယ်။136မိုင်ကနေ404မိုင်အထိရော့ကျသွားတာကြောင့်ရုရှားအနေနဲ့ဒီ drone အစ်စ်တွေနဲ့ပြစ်ခတ်နိုင်တဲ့ပြစ်မှတ်တွေညှော့နေသွားပါတယ်။ ဒါပေမဲ့တချီတချီပြစ်ခတ်မှုရဲ့အားကောင်းမှုကိုတော့ရသွားပါတယ်။ယူကရိန်းကဒီအချက်ကိုနားလည်ပါတယ်။ရုရှားဟာရှေ့တန်းနောက်ဘက်ကနေဒုံးကျည်တွေပြစ်နိုင်တော့ဖြစ်ပြီးဒါတွေကဒွန်ဘတ်ဒေသကပြစ်မှတ်တွေစီရောက်နိုင်တယ်ဆိုတာသိထားပါတယ်။လေယာဉ်မှုရဲ့ပြောပြချက်အရယူကရိန်းရဲ့လက်တလောတိုက်ခိုက်မှုတွေမှာဒရုန်းတွေကိုနှစ်မျိုးနီးနဲ့ကင်တွင်နေပုံရပါတယ်။ကာဝေးဘက်မှာဆိုရင် F16 လေယာဉ်မှုတွေကဒီဒရုန်းတွေကိုကောင်းငင်ကနေဖြိုချနေပါတယ်။ ဒါအပြင်ယူကရိန်းဟာ F-16 တွေနဲ့ရုရှားရဲ့ drone တူလောင်တွေကိုမြေပြင်တိုက်ခိုက်မှုတွေလည်းလုပ်နေနိုင်ပါတယ်။ drone တွေလေထဲမှာတက်ခင်ဖြတ်စည်းဖို့အတွက်ပါ။ short time လို့ခေါ်တဲ့စစ်စင်ရေးတွေအကြောင်းလည်းပြောရပါမယ်။ short time ဆိုတာလေတပ်ရဲ့မြေတိတောင်ဝင်မစို့ပေါ်ပြနိုင်တဲ့အထွေထွေအသုံးလုံးပါ။အရင်တုန်းကယူကရိန်းရဲ့စစ်စင်ရေးအမျိုးအစားတွေမှာကန့်သတ်ချက်တွေရှိခဲ့ပါတယ်။ F-16 လေယာဉ်မှုပြောတဲ့အတိုင်းသူနဲ့အတူပြန်တဲ့နဲ့တခြားလေယာဉ်တွေက MiG-29 SU-24, SU-25 နဲ့ SU-27 တွေဖြစ်ပါတယ်။ဒါတွေအားလုံးကရုရှားခေတ်ဆိုဗီယက်တုန်းကထုတ်လုပ်ခဲ့တဲ့လေယာဉ်တွေပါ။ဒီလေယာဉ်တွေကအန္တရာယ်ရှိနေသေးဆိုပေမဲ့ရုရှားစစ်တပ်တွေအကျွမ်းတဝင်ဖြစ်နေပြီလို့ကောင်းကောင်းတွက်ချက်လို့ရပါတယ်။ MiG-29 ကိုဥပမာထားကြည့်ရအောင်။ဒီလေယာဉ်ကို1980ပြည့်လွန်နေမှာ American ရဲ့ F-16 တွေကိုခုခံဖို့မိတ်ဆက်ခဲ့တာပါ။ F-16 နဲ့ MiG-29 ကိုနှိုင်းယှဉ်ကြည့်ရင် F-16 ကအလျား49ပဲငားလိုက်မှာ အတောင်ပံအကျဲ32ပေရှစ်လက်မှရှိပြီး MIG 29က58ပေလောက်ရှိပြီးအတောင်ပံက F16 ထက်4ပေပိုကျဲပါတယ်ဒီအချက်တွေကြောင့် F16 ကအားသာချက်ရှိပါတယ် F16 ကရေဒါမှာဖမ်းပြီးပို့ပို့ခတ်ပြီးကျင်းမြောင်းတဲ့နေရာတွေမှာပုံမူကျွမ်းကျင်စွာလှုပ်ရှားနိုင်ပါတယ်အရွယ်စားသိနေတာကြောင့် F16 ရဲ့အလေးချိန်က19900ပေါင်သာရှိပြီးတော့ MIG 29က24250ပေါင်ရှိပါတယ်။ဒါကြောင့် F16 က -1000 အထိပြန်တန်းနိုင်ပြီး MIG 29ကတော့ရေမိုင်1300သာရှိပါတယ်။ slash gear ရဲ့ဖော်ပြချက်အရ MIG 29မှာ F16 ထက်အနည်းငယ်သာလွန်တဲ့အချက်ကပုံမြင့်နဲ့ပြန်တန်းတဲ့အမြင့်ကိုရောက်နိုင်တာပါ။2023ခုနှစ် Newsweek ဆောင်းပါးတစ်ခုမှာ F16 နဲ့ MIG 29နှစ်မျိုးသလုံးကိုမောင်းခဲ့မှုတဲ့ပိုလန်လေတပ်အကြီးသားတို့ဦးရဲ့အတွေ့အကြုံတွေကိုဖော်ပြထားပါတယ်။အဲဒီလေယာဉ်မှုက MIG 29ကိုအတိတ်ခေတ်ရဲ့တရေလို့ခေါ်ပြီးတကယ်စစ်မြေပြင်မှာဒီလေယာဉ်နဲ့ပြန်တန်းခြင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။ သူက F16 ရဲ့အားသာချက်တွေအကြောင်းတနေကုန်ပြောနိုင်ပေမဲ့ဒါဟာမမျှတဘူးအခုခေတ်မှာတော့ဒီလိန်နှမျိုးဟာအဆင့်တန်းမတူတော့ဘူးလို့ဖြည့်ဆွတ်ပြောပါတယ်ပိုလန်လေယာဉ်မှုရဲ့အဆိုအရ F16 ရဲ့လေယာဉ်မှုအခန့်က MiG 29ထက်ပိုသေးပေမဲ့ဒီဇိုင်းကလေယာဉ်မှုအတွက်အဆင်ပြေအောင်ပြုလုပ်ထားတယ်လို့ဆိုပါတယ် MiG 29မှာတော့ဒီလိုဒီဇိုင်းအတွေးခေါ်မျိုးမရှိခဲ့ဘူးလို့သူကဆိုပါတယ်။ F-16 မှာဘူပေါင်းပုံစံမိုးကုတ်စီးမျက်နှာပြင်ကြောင့် MiG 29ထက်မြင်ကွင်းပိုကျပြီး နောက်ကိုပါကြည့်လို့ရတဲ့အားသာချက်ရှိပါတယ်။ MiG 29မှာတော့ဒီလိုအင်္ကာရက်မရှိပါဘူး။ပိုလန်လေယာဉ်မှုက F16 လေယာဉ်မှုတဦးရရှိတဲ့အချက်လက်ပမာဏဟာ MiG 29လေယာဉ်မှုတဦးရရှိတာထက်အဆင့်ကွာခြားတယ်လို့ထောက်ပြပါတယ်။ F16 လေယာဉ်တွေယူကရိန်းစီရောက်လာတဲ့အခါဘာတွေပြောင်းလဲသွားသလဲဆိုတာနားလည်ဖို့ရည်ကြည်ပါတယ်။ပိုလန်လေယာဉ်မှုရဲ့ပြောပြချက်အရ MiG29 တွေမှာကြီးမားတဲ့အားနည်းချက်တွေရှိနေပါတယ်။ MIG 29နဲ့ဆိုရင်ရန်သူကိုရှာဖို့မြေပြင်ထိန်းချုပ်ရေးဌာနကိုမိခိုရပါတယ်။ Radar Snake ကလည်းခေနောက်ကြနေပြီးတစ်ချိန်ထဲမှာပြစ်မှတ်တစ်ခုပဲခြေရာခံနိုင်ပါတယ်လို့သူကအရှင်းပြပါတယ်။ဒါပေမဲ့ F system မှာတော့ဒီပြဿနာတွေမရှိတော့ပါဘူး။ F system တွေဟာလေကြောင်းနဲ့မြေပြင်ပြစ်မှတ်တွေကိုတပြိုင်တည်းထိထိရောက်ရောက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်ယူကရိန်းအနေနဲ့သူ့ရဲ့ဆိုဗီယက်ခေတ်လေရင်တွေကိုအသုံးပြုတာပိုပြီးစိတ်ချရသွားပါပြီ။ Euromod Press ရဲ့ Matchla 25ရင်းနေဆောင်းပါအရာ F16 တွေဟာယူကရိန်းကို အောက်ပါအကျိုးကျေးဇူးတွေယူဆောင်လာပေးပါတယ်။ကာဝယ်ရေးမှာပုံမတိကျတဲ့ရန်သူခြေရာခံနိုင်စွမ်းတပြိုင်တည်းပြစ်မှတ်များသောကိုခြေရာခံနိုင်စွမ်းနဲ့ရုရှားတုံးကြီးနဲ့ဒရုန်းတွေကို ပုံမထိရောက်စွာကာကွယ်နိုင်စွမ်းလို့ပဲဖြစ်ပါတယ်။တိုက်ခိုက်ရေးမှာမြေပြင်နဲ့လေကြောင်းပစ်မှတ်များကိုတပြိုင်တည်းတိုက်ခိုက်နိုင်စွမ်းရှေ့တန်းနောက်ွယ်ကပစ်မှတ်တွေကိုပုံမဝေးဝေးထိအောင်တိုက်ခိုက်နိုင်စွမ်းနဲ့ရုရှားရဲ့ခင်းနောက်ကျတဲ့ကာဝေးစနစ်တွေကိုကျော်လွှားနိုင်စွမ်းလို့ဖြစ်ကြပါတယ်။ F16 တွေရောက်ရှိလာတဲ့အတွက်ယူကရိန်းလေတပ်ရဲ့စွမ်းဆောင်ရည်ဟာအဆင့်တစ်ခုလုံးတိုးတက်သွားပြီလို့ဆိုနိုင်ပါတယ်။ဒါဟာရုရှားအတွက်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာပါပြီ။ F16 တိုက်လေယာဉ်တွေရဲ့အံမခန်းစွမ်းရည်ကို2025ခုနှစ်ဇန်နဝါရီလမှာမြင်တွေ့ခဲ့ရပါတယ်။ယူကရိန်းလေယာဉ်မှုတစ်ဦးဟာတစ်ကြိမ်တည်းနဲ့ရုရှား cruise missile 6စင်းကိုဖြိုချနိုင်ခဲ့တာပါ။ဒီအောင်မြင်မှုကအရန်အထင်ကြီးစရာကောင်းလွန်းတာကြောင့်ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူယူရီအိုင်နက်ကအမေရိကန်တွေတောင်မင်းလုံနိုင်တာကိုမယုံကြည်ကြဘူးလို့ ဒီမရှင်အောင်မြင်ခဲ့တဲ့လေယာဉ်မှုကိုပြောပါရစေ။ F16 တွေရဲ့ကာဝေးရေးစွမ်းရည်ဟာဆိုဗီယက်ခေတ်လေယာဉ်တွေထက်အများကြီးတာလွန်နေပါရစေ။ F16 မရောက်ခင်ယူကရိန်းဟာ MiG-29 နဲ့ Su-27 တွေနဲ့ပဲရုရှားရဲ့ cruise missile တွေဒုံးကျည်တွေကိုကာဝယ်ဖို့ကြိုးစားခဲ့ရပါရစေ။ F system တွေမှာအစစ်မြစ် radar စနစ်တွေဒုံးကျည်တွေပါဝင်တာကြောင့်ဒီတာဝန်ကိုပိုထိရောက်စွာလုံဆောင်နိုင်ပါတယ်။ F system တွေမှာကာကွယ်ရေးအတွက်အဓိကဒုံးကျည်၃မျိုးပါဝင်ပါတယ်။ AIM120C, AIM9M နဲ့ AIM9X တို့ဖြစ်ပါတယ်။ဒီဒုံးကြီးတွေအားလုံးဟာလေကြောင်းချီဒုံးကြီးတွေဖြစ်ပြီးရုရှားရဲ့ cruise missile တွေနဲ့ drone တွေကိုပစ်ချနိုင်မှန်းရှိပါတယ်။ AIM120C ဒုံးကြီးဟာအလျားဆက်နှစ်ပေရှိပြီးအမြန်နှုန်း Mach 4အထိရောက်နိုင်က အမြင့်ဆုံးပေ3တိန်းအထိရောက်နိုင်ပါတယ်။ဒါကို Shahed drone တွေနဲ့ရှင်ရင်သူတို့ရဲ့အမြန်နှုန်းက Mach 1အောက်ပဲရှိပါတယ်။ ။ဘာကြောင့်ဒီဒုံးကြီးတွေကအရန်ထိရောက်တယ်ဆိုတာသိတာပါဗျ။ AIM 120C ရဲ့အများဆုံးအကွာအဝေးကမိုင်90ရှိပြီးယူကရိန်းလေမှုတွေဟာ NLA ကင်းတဲ့အကွာအဝေးကနေ cruise missile တွေကိုတိုက်ခိုက်နိုင်ပါတယ်။ AIM 120C ဟာ standard variant တွေရဲ့တတိယမြောက်အဆင့်မြင့်နေမှုဖြစ်ပြီး app system တွေမှာပါရှိတဲ့ AIM 120C ဒုံးကြီးဟာရခင် version တွေထက်ပိုကြီးတဲ့ motor နဲ့ဒုံးကြီးတွေပါဝင်တာကြောင့်ပိုဝေးပိုမြန်ပါတယ်။ဒီထက်ပိုကောင်းတဲ့လမ်းညွှန်စနစ်တွေထည့်သွင်းထားတာကြောင့် အရန်အစွမ်းထက်တဲ့ဒုံးကျည်တစ်မျိုးဖြစ်လာပါတယ်။ AIM9M ကလည်းအတော်လေးစွမ်းရည်ရှိပါတယ်။ဒီလေကြောင်းချီဒုံးကျည်က match 2.5အထိမြန်နိုင်ပြီး10ကနေ16မိုင်အကွာအဝေးထိရောက်နိုင်ပါတယ်။ဒါပေမဲ့ AIM 120C လောက်တော့မများပါဘူး။ဒီဒုံးကျည်မှာထူးပြုတ်လွထားတဲ့ဘုံကောင်းပါဝင်ပြီးပောက်ခွဲရင်တန်ချောင်းတွေအများကြီးဖြစ်ကပြစ်မှတ်ကိုစုပ်ဖျဲပြစ်နိုင်ပါတယ်။အပူလိုင်း light snip ပါတာကြောင့် Russia cruise missile တွေကိုအနီးကပ်တိုက်ခိုက်ဖို့အကောင်းဆုံးရွေးချယ်မှုပါ။ နောက်ဆုံး AIM-9X ကတော့ American ရဲ့ side winner ဒုံးကြီးရဲ့အသစ်ဆုံး version ဖြစ်ပြီး AIM-9M ထက်အဆင့်မြင့်ပါတယ်။အမြန်နှုံးတဲ့ကွာဝေးကတော့ AIM-9M နဲ့တူပေမဲ့ပိုသိမ်းရတဲ့အတောင်ပိုင်းတွေနဲ့ပိုကောင်းတဲ့ထိန်းချုပ်မှုစနစ်တွေပါဝင်ပါတယ်။ဒါအပြင်ပြစ်လွတ်ပြီးတဲ့နောက်ပိုမိုကျန်းကျင်စာ လွှဲပတ်နိုင်တဲ့ Jet Vane Steering System ပါဝင်တာကြောင့်ပိုတိကျတဲ့ဒုံးကြီးဖြစ်လာပါတယ်။ဒီဒုံးကြီး၃မျိုးလုံးဟာ Ukraine မှာ Cruise Missile တွေနဲ့ drone တွေကိုအောင်မြင်စွာဖြိုချနိုင်ခဲ့ပြီးသားပါ။ ဒါပေမဲ့ F-16 တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ရုရှားအတွက်အသစ်ဆုံးချိန်ချောက်မှုဖြစ်လာပါပြီ။ယူကရိန်းမှာ F-16 တွေပိုရလာတဲ့အမျှလေယာဉ်မှုတွေပြောခဲ့သလိုစစ်စင်ရေးတွေမှာပိုပြီးယုံကြည်မှုရှိရှိအသုံးပြုလာကြပါပြီ။ Euromod Press ရဲ့ဖော်ပြချက်အရယူကရိန်းဟာခုဆိုရင်ကာကွယ်ရေးတာဝန်တွေကနေရုရှားပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့တိုက်စစ်ဆင်နိုင်တဲ့အဆင့်ကိုရောက်နေပါပြီ။ F-16 တွေမရှိခင်ကထက်အများကြီးပိုမြန်မြန်ဆန်ဆန်လှုပ်ဆောင်နိုင်ပါတယ်။ ။ဒီအတွက်ယူကရိန်းကကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်။လွန်ခဲ့တဲ့လအနေငယ်တွင်းမှာရုရှားရဲ့လေကြောင်းကာဝေးရေးစနစ်တွေရေဒါတွေနဲ့အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကိုဒုံးကျည်တဲ့ drone တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါကြောင့်အရေးကြီးတဲ့ရုရှားပစ်မှတ်တွေအပေါ်ကကောင်းကင်ကို ရှင်းလင်းပြစ်နိုင်ခဲ့ပါတယ်။2024ခုနှစ်ဩဂုတ်လမှာရုရှားရဲ့ Kars ဒေသကိုယူကရိန်းကပြန်တိုက်ခဲ့ပါတယ်။ရုရှားရဲ့ကြေးရွာ63ရွာနဲ့စတူယန်မိုင်450လောက်ဆုံးရှုံးခဲ့ရပါတယ်။ အခုဆိုရင်ဒီဒေတာဟာစိတ်မြေပြင်အဖြစ်ပြောင်းလဲသွားပါပြီ။ပဒီကယူကရိန်းတပ်တွေကိုမောင်းထုတ်ဖို့အသေးအတန်ကြိုးစားနေပါတယ်။ခါကစ်မှာလည်း F-16 တွေကိုအသုံးပြုပြီးရုရှားစစ်စခန်းတွေအခြေခံဆောင်အုံတွေနဲ့ဌာနချုပ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာ F-16 တွေရှိလာတဲ့အတွက်ယူကရိန်းလေတပ်ရဲ့တိုက်စွမ်းရည်ဘလောက်တိုးတက်လာနေသလဲဆိုတာကိုပြသနေပါတယ်။အရင်တုန်းကယူကရိန်းမှာမြေပြင်ပစ်မှတ်တွေကိုတိကျသွားပစ်ခတ်နိုင်တဲ့လေယာဉ်တွေမရှိခဲ့ပါဘူး။ MiG-29 တွေက လေကြောင်းပြစ်မှတ်တွေကိုပဲအာရုံစိုက်နိုင်ခဲ့ပါတယ်။စုလေယုန်တွေကလည်းရုရှားရဲ့လေကြောင်းကာဝေးစနစ်တွေကိုမဖြိုခွင်းနိုင်ခဲ့ပါဘူး။ F-16 တို့ရဲ့အစိမ့်မြင့်စွမ်းရည်တွေကြောင့်အခုဆိုရင်ယူကရိန်းမှာရွေးချယ်စရာတွေပိုများလာပါပြီ။ Military ရဲ့ဖော်ပြချက်အရယူကရိန်း F-16 တွေမှာတိကျတဲ့ဘုံးတွေတပ်ဆင်ထားတဲ့ပုံတွေများသာတွေ့ရပါတယ်။ဒါဟာယူကရိန်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ဘလောက်တိုးတက်လာသလဲဆိုတာကိုပြသနေပါတယ်။ F-16 တွေမှာအသေးစားဒိုင်းမီတာပုံ SDP နဲ့ Joint Direct Attack Munition GDAM တို့လိုတိကျတဲ့ဘုံတွေတက်ဆင်ထားတာကိုတွေ့ရပါတယ်။ STB ဘုံတွေဟာ250ပေါင်အလေးချိန်ရှိပြီးဂျာတိဥဒုံမြွေအသုံးပြုနိုင်တဲ့လမ်းညွှန်ဘုံတွေဖြစ်ပါတယ်။ GPS စနစ်သုံးပြီးပြစ်မှတ်ကိုအတိအကျထိအောင်လမ်းညွှန်ပေးနိုင်ပါတယ်။ F16 တစီးဟာ STB ဘုံ၄လုံးအထိတက်ဆင်နိုင်ပြီးမြေပြင်ကအရေးကြီးပြစ်မှတ်တွေကိုဖျက်ဆီးနိုင်သွင်းရှိပါတယ်။ JDM ER ဘုံတွေကတော့ပုံမှန်ဝေးဝေးပြနေတဲ့အဆင့်မြင့် version တွေဖြစ်ပါတယ်။ အထူးအတောင်ပံတက်ဆင်ထားတာကြောင့်ပိုဝေးတဲ့ပြည်မှတ်တွေကိုထိအောင်ပြင်နိုင်ပါတယ်။ American Lead မှာ SDB ဘုံ2400နဲ့တယ်ဆောင်ရေးကရိယာ2000ထိရှိနေပြီးတစ်ခုကိုဒေါ်လာ4000နဲ့ထုတ်လုပ်နိုင်တာကြောင့် Ukraine တွက်အလွယ်တကူရရှိနိုင်မဲ့လက်နက်တွေဖြစ်ပါတယ်။ F-16s ရဲ့ဒီလိုတိုက်ခိုက်ရေးစွမ်းရည်တွေကြောင့် Ukraine ဟာရုရှားကိုပုံမထိရောက်အောင်တိုက်ခိုက်နိုင်တဲ့အဆင့်ကိုရောက်ရှိလာပါပြီ။ Cast Data မှာမြင်တွေ့ခဲ့ရသလိုပဲဒီလေရင်တွေဟာရုရှားရဲ့စစ်စခန်းတွေနဲ့အခြေခံအဆောက်အအုံတွေကိုကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ F16 တွေရဲ့ဒီလိုတိုးတက်မှုတွေဟာယူကရိန်းစစ်တပ်အတွက်အရေးပါတဲ့အကြီးမားဆုံးအပြောင်းအလဲတစ်ခုဖြစ်ပြီးရုရှားအတွက်တော့စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာပါပြီ။ F16 တွေနဲ့အတူရောက်ရှိလာတဲ့ JDM ER Diameter ဘုံးတွေဟာရုရှားတွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့လက်နက်တွေပါ။ဒီဘုံးတွေဟာတာမန် JDM ဘုံးတွေထက်၃ဆပိုဝေးအောင်မိုင်50အထိပြင့်နိုင်ပြီးတစ်ခုကိုဒေါ်လာ1000ပိုမိုတာကုန်ကြပါရစေ။ Ukraine လက်တပ်ပြောရေးဆိုခင်းရှိသူ Yuri Aynat က ဒီဘုံတွေကရုရှားရဲ့ FAB ဒိုင်းမီတာဘုံတွေထက်အနည်းငယ်အားနည်းပေမဲ့အလွန်တိကျမှုရှိတယ်လို့ရှင်းပြပါတယ်။ရှေ့တန်းမှာအောင်မြင်မှုရဖို့ဒီလိုမျိုးဘုံတွေကိုပို့ရချင်တယ်လို့လည်းသူကဖြည့်ဆွတ်ပြောပါတယ်။လက်ရှိမှာတော့ယူကရိန်းမှာ JDAM EA ဘုံတွေအများကြီးမရှိသေးပါဘူး။အမေရိကန်ကအချို့သောပမာဏကိုပဲပေးပို့ထားပြီးတရဝင်းတအူးကနှစ်ခါသုံးခါလောက်တိုက်ခိုက်နိုင်တဲ့ပမာဏလို့ဆိုပါတယ်။ဒါပေမဲ့ SDN ဘုံတွေနဲ့တွဲသုံးရင်ရုရှားရဲ့စစ်ကမ်းတွေကိုကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီကာဝေးရင်းနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေပေါင်းစပ်မှုကြောင့်ပဲ2024ခုနှစ်ဩဂုတ်လမှာ app system တွေစတင်ရောက်ရှိလာပြီးကြတဲ့ကယူကရိန်းဟာအောင်မြင်မှုတွေအများကြီးရရှိခဲ့တာပါ American စစ်တပ်မှာ2015ခုနှစ်ကဒီဘုံတွေကိုအသုံးပြုနေပြီဖြစ်ပြီးတော့ယူကရိန်းအနေနဲ့လည်းဒီလိုအဆင့်မြင့်လက်နက်တွေပုံမရရှိဖို့မျှော်လင့်နေပါတယ် app system တွေနဲ့အတူဒီလက်နက်အစ်စ်တွေဟာယူကရိန်းစစ်တပ်ကိုပုံမအားကောင်းစေပြီးရုရှားအတွက်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာစေပါတယ်ယူကရိန်းအနေနဲ့ app system တွေနဲ့မလုံနိုင်သေးတဲ့တစ်ခုသေးသောအရာက ရုရှားရဲ့ဒိုင်းမီတာဘုံတွေကိုဖြိုချဖို့ပါပဲ။အရင်ကဖော်ပြခဲ့တဲ့ယူကရိန်းလေယာဉ်မှုကအခုအထူးကအာရုံစိုက်နေတာကရုရှားရဲ့လမ်းကြုံဘုံတွေအသုံးပြုမှုပါ။ဗတ်စုံကန့်သက်ချက်တွေရှိပေမဲ့ဒီနေရာတွေမှာမရှင်ပြင်းမြောက်အောင်အကောင်အထည်ကြိုးစားနေပါတယ်လို့ဆိုပါတယ်။ Absis လင်းတွေနဲ့ရုရှားလေယာဉ်တွေကိုတိုက်ရိုက်ရင်ဆိုင်ဖို့တော့ယူကရိန်းအခုထိတိမ်မဝွန့်သေးပါဘူး။ဒါပေမဲ့အခြားနည်းလမ်းတွေနဲ့ဖြေရှင်းနေပါတယ်။ Electronic ဆက်ဆံရေးနည်းလမ်းတွေဒိုင်းမီတာဘုံတွေလေပတ်မှုကိုနှောက်ယှက်တဲ့နည်းတွေ ထောင်လိုင်းရေးစနစ်တွေတိုးမြင့်တာတွေကိုလုပ်နေပါတယ်။ App system တွေပိုရလာပြီးလိုအပ်တဲ့လက်နက်တွေပြည့်စုံလာရင်ရုရှားတိုင်းပြည်တော်ပုံချင်းချောင်းမှုကိုဘလို့ကင်တွယ်မလဲဆိုတာကိုမကြခင်မှာပဲကြားရတော့မှာပါ။အခုချိန်မှာတော့ယူကရိန်းက cruise missile တွေ drone တွေကိုဖြိုချတာနဲ့ရုရှားစစ်ကမ်းတွေကိုဘုံကျဲတာတွေမှာပဲအဓိကအာရုံစိုက်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။